ပြီးပြည့်စုံတဲ့နိုင်ပွဲလို့ Brighton ကို4-2နဲ့အနိုင်ရပြီးနီးပြအမ်မိုရင်ဖွင့်ဟ။ပြည်ပင်လာပါ City Insider from Bama ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုမှာတော့စနေနေ့မှာကစားသွားတဲ့ Brighton Manchester United တို့ပွဲမှာ Manchester United ကအင်ကွင်း Old Trafford မှာ Brighton ကို4-2နဲ့အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲပြီးနီးပြအမိုရင်နဲ့ United ပကစားသမားဘောကပထမဆုံးသွင်းကိုရယူခဲ့တဲ့ခုညာရဲ့ပြောစကားတွေကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မစခင် CIB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။ writer ကိုနိုင်ရတဲ့ပွဲပြီး ultra force မှာသတင်းထောက်တွေနဲ့အတွေ့လက်ရှိအသင်းရဲ့ဆွမ်းဆောင်ရည်နဲ့နိုင်ပွဲတွေအကြောင်းကို amorin ကဆွေးနွေးသွားပါတယ်ဇင်ယောတွေကို matias kunya casmero အမ်ဘူမိုတို့ရဲ့သွင်းကိုတွေနဲ့အနိုင်ရပြီးနောက်ဒါဟာ United အတွက် Emery လက်ထက်အမှတ်ပေးပြိုင်ပွဲ၃ပွဲဆက်အနိုင်ရမှုလည်းဖြစ်လာတာပါ။သတင်းထောက်ကနိုင်ပွဲအတွက်ဂုဏ်ပြုပါတယ်။အရင်တစ်ပတ်ကလိုဘတ်ဘူးကိုအနိုင်ရခဲ့ပြီးအဲ့ဒီပွဲအကြောင်းလည်းပြောပြကြပါတယ်။အခုကတော့အမှတ်ပေး၃ပွဲဆက်အနိုင်ရလာတာဆိုတော့အသင်းတော်ဒီရလက်တွေကဘလောက်အရေးပါလဲ။နောက်ဒီရသည့်အတွက်ကောဘလောက်အရေးပါလာနိုင်တယ်လဲဆိုတာတွေကိုမေးမြန်းရမှာ Emery ကအင်မတန်အရေးပါတယ်လို့ရေးလဲကြည့်ပါတယ်။ တပွဲနဲ့တပွဲကစားရတာမတူညီတဲ့အခိုက်အတန့်တွေမှာကစားသမားတွေပြသသွားတဲ့ပွဲကိုနားလည်နိုင်စွာဘယ်အချိန်မှဘာလို့ရမလဲဆိုတာတွေမှာသူတို့အတော်အားကောင်းနေတယ်လို့မြင်ပါတယ်ပွဲချိန်နှောင်းပိုင်းမှာတော့နည်းနည်းဒုက္ခကြုံလိုက်ရပါသေးတယ်ဒီလိုမှမကြုံရင်လည်း United ပဲဟုတ်မလဲဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ပွဲနဲ့ထိုက်တန်တယ်လို့မြင်ပါတယ် Brighton ကကစားရခက်တယ်လို့ high press လုပ်ရတာလည်းအခက်ခဲတယ်အသင်းမှာဒါပေမဲ့ကျွန်တော်တို့အရန်ကောင်းခဲ့ပါတယ် လက်ရှိမှာဒီနိုင်ပွဲဆက်မှုကနီးပြအမော်ရင်လက်အောက်အကောင်းဆုံးအနေထားဆိုတော့အသင်းကပေါ်တူဂီသားနီးပြလူကျင်တဲ့ပုံစံပေါ်နေပြီလားဆိုတာနဲ့ပတ်သက်လို့လည်းအမော်ရင်ကဇာသမားတွေကယုံကြည်ချက်မြင်မာနေပါတယ်ဒီရာဒီမှာအကောင်းဆုံးပွဲကအဆင်နဲ့ကစားခဲ့တဲ့ပွဲလို့ထင်တာပါဒါကလေးလိုအပ်တာကယုံကြည်ချက်ပိုရှိလိုက်ဖို့ပါပဲဒါအပြင်ပွဲထဲမှာတချို့အနေထားတွေမှာကိုယ့်ဘက်မှာကန်တရားကရှိနေဖို့လည်းလိုပါတယ်အသင်းရဲ့ပုံစံကအကောင်းဆုံး ပုံစံဆိုတာတက်ကစားတဲ့ကပို့ပြီးလွတ်လပ်နေရပါစိတ်ပိုင်းဆိုင်ရာကိုပြောင်းလဲထားနိုင်တာကြောင့်လည်းအရင်တစ်ပတ်ကပွဲလိုမျိုးကတရားကကိုယ့်ဘက်ပါလာတဲ့ခါမှာအနိုင်ရတာပါပဲလို့နီးပြကဖွင့်ရသွားတာပါဒါ့အပြင်တရင်တော့ကဆက်လက်ပြီးစာဂျင်ရက်ကလစ်လဲပွဲကြီးတွေမှာရှိခဲ့ပါတယ်အခုအသင်းကလည်းနိုင်ပွဲဆက်နေတော့စာဂျင်ရက်ကလစ်ကိုတက်တက်ကြည့်ပြီးကိုကပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပြနေရလို့ပြောနိုင်ပြီလားလို့မေးမြန်းတာမှလည်းနိုင်ပွဲတွေကပြည်သက်တွေအတွက်ပို့ပြီးညှိနှိုးပါတယ် တခါအမတော့လေကိုလုံနေရတယ်နဲ့ပတ်သက်လို့ရှက်တာတိတ်နေတာမဖြစ်မိပါဘူး။နိုင်ပွဲတွေမရခဲ့တော့ကလည်းအဲ့ဒီလိုမခံစားခဲ့ရပါဘူး။နိုင်ပွဲကတော့ပြည်သက်တွေအတွက်ပါဘာလို့ဆိုဂျင်ကကျွန်တော်လုံနေတာတွေပေါ်ယုံကြည်ချက်ရှိပြီးသားလို့ခံစားမိလို့ပါ။အခုတော့ပြည်သက်တွေနဲ့ဆုံရတာအရင်နဲ့မတူတော့ပါဘူး။လက်ရှိမှာတော့ကောင်းနေတဲ့ခြေရွှန်းကိုဆက်ထိန်းထားနိုင်ဖို့ပဲဆိုင်းပြင်ထားပါတယ်။ဘောလုံးမှာခြေရွှန်းကောင်းကိုထိန်းထားရတာမလွယ်ပါဘူး။တပတ်အတွင်းဘာမှမဆိုပြောင်းလဲသွားနိုင်ပါတယ်။ဆိုတော့လက်ရှိကာလကိုပဲတည့်တည့်ကြည့်မယ်။နောက်လာမယ့်ပွဲတွေအတွက်ပြင်ဆင်သွားပါမယ်။ ဒါပြင်နောက်ထပ်မေးခွန်းတစ်ခုက Brighton ကို Hybrid ဆော့ရတာခက်တယ်လို့နီးပြားကပြောခုပါတယ်ဒါပေမဲ့ဒီနေ့ Delix နဲ့ Lucio ကတစ်ဖက်က Raptor နဲ့ Wayback တို့ကိုယင်းဆိုင်ရမှာတော်တော်လေး aggressive ဖြစ်တာတွေ့ပါတယ်အတင်းကဒီနေ့ပို့ပြီး aggressive ဆန်နေရလို့ထင်လားလို့မေးမြန်းရမှာလေအဲ့ဒါဟိုက game plan ပါပဲအတင်းမှာ Harry Maguire ဝင်ကစားရင်တော့ခန်းစစ်ကိုပို့ပြီးအာယုံဆိုင်လို့ရပါတယ်ခန်းစစ် line ကိုနှိမ့်ပြီးကစားနိုင်တယ်ပါသို့တော်လူစီရင်မှာ Lucio တို့လိုလူကောင်းသေးပြီးမြန်နဲ့ကစားသမားတွေပါလာရင် hybrid ကို aggressive ဆန်တဲ့ shot လေးအဆင်ပြေတာပါပဲ။ပြန်ဘက်ကလည်းကျွန်တော်တို့ခြေထဲမှာဘောလုံးရှိနေရင်တိတ်ရင်းမခုံတာကိုတွေ့ရပါတယ်။ Brighton ရဲ့အကောင်ချက်ကဘောလုံးကင်မထားနိုင်နဲ့ဘောလုံးရတာနဲ့ဂိုးသွင်းမယ်ဆိုတဲ့ပုံစံမျိုးပါ။အထူးသဖြင့်ပထမပိုင်းမှာပြန်ဘက်ကိုအကောင်းဆုံးထိချုပ်နိုင်ခဲ့တယ်လို့မြင်ပါတယ်။ဆက်လက်ပြီးမတိအကူညာလေး United အတွက်ပထမဆုံးသွင်းကိုရသွားတယ်လို့ခြေစွမ်းလည်းပြနိုင်ခဲ့ပါတယ်။သူ့ကိုပုံမှန်ပွဲထွက်ကစားသမားအဖြစ်သုံးသွားဖို့စီစဉ်ထားလားဆိုရင်ပတ်သက်လို့လည်း အားလုံးလည်းခံစားမိမယ်ထင်ပါတယ်လေဘဘူးနဲ့ပွဲမှာလည်းဒီအတိုင်းပါပဲကုညာကပွဲကခက်ခဲလေသူကပိုကောင်းလေဆိုတဲ့ကစားသမားမျိုးပါတောင်ယူလို့စိတ်ရှိတဲ့ကစားသမားပါသူဒီနေ့ခန်းစစ်ကစားပေးသွားတဲ့ပုံစံနဲ့သဘောကျပါတယ်အမြဲတမ်းကြီးခန်းစစ်ကူနေတာမျိုးတော့မဟုတ်ပေမဲ့လိုအပ်ရင်တော့ဆော့ပါတယ်ဘောလုံးနဲ့အတူဆိုရင်တော့ကုညာကလှည့်ကြည့်စရာမလိုတဲ့သူပါသင်းကိုးတွေရောက်ဖို့တော့သူရုံးကန်နေရတာညင်းမရပါဘူးသူ့အနေနဲ့ဒါကိုဖုံးကွယ်ဖို့ကြိုးစားပေမဲ့ကျွန်တော်နားလေပါတယ်ဒီနေ့ပွဲမှာကိုဝေးရသွားတော့ကုညာတော်တော်ပျော်နေတာပါ အတင်းကောင်းတဲ့တင်းကိုဘလို့အနိုင်ယူရမလဲဆိုတာကိုတင်းသားတွေနားလည်နေကြပြီလို့လည်းကျွန်တော်ထင်ပါတယ်။ဒါအပြင်သတင်းနောက်ကဆက်လက်ပြီးမေးတာမှာပရီးမီးယားလိရဲ့တင်းအများစုကဒီအသည်ဥရောပပြိုင်ပွဲတွေဝင်ပြိုင်နေရပါတယ်။ယူနိုက်တက်ကတော့ဒီအသင်းတွေတည်းမပါဘဲဒီဘက်ကိုတပွဲပဲကစားနေရတာပါ။ဒီအချိန်နဲ့ဒီလိုကစားသမားတွေကအပတ်တိုင်းကြံ့ခိုင်မှုအပြည့်နဲ့ကန်တွင်နေရတာကအားတကျက်လို့ပြောလို့ရမလားဆိုတာကိုလည်းရားလူတွေကိုကြီးလိုက်ရင်မြင်သားမယ်ထင်ပါတယ်။ခံစားကြည့်လို့ရပါတယ်။ဒီအသည်ရဲ့ဆန့်ကလေးကတော့အသင်းကကစားတာကောင်းနေတာပါ။ မနစ်ကထက်ကိုအများကြီးပိုကောင်းလာပါတယ်အသင်းကစားရင်လည်းအံဝင်မဲ့ကစားသမားတွေအသင်းကိုရောက်လာတယ်မတူတာတော့မတူပါဘူးဆိုလိုတာကအမှတ်ပေးပွဲတွေရောဥရောပပွဲတွေရောတပြိုင်နက်တည်းကစားရရင်တော့တကယ်မလွှဲတာပါမနစ်ကဒါကိုကြုံတွေ့ခဲ့ပြီးသွားပါပြီမနစ်ကလေးကလည်းဒါကိုပြောပြီးသားပါအခုလည်းထပ်ပြောပါမယ်တပတ်ကိုတပွဲပဲကစားရတာကတကယ်အားသာချက်ပါဒီအားသာချက်ကိုရယူနိုင်ဖို့လိုပါတယ်ဒါကတော့ဒီပြိုင် MRN ဘက်ကဖွင့်ဟသွားတာလေးပါ ကျွန်တော်ခုညာဘက်ကိုကြည့်ပါမယ် Brighton ကိုအနိုင်ရတဲ့ပွဲမှာအတင်းအတွက်ပထမဆုံးသွင်းကုတ်ကို24မိနစ်မှာရယူနိုင်ခဲ့တာနဲ့ပတ်သက်လို့လည်းကွင်းလင်တိုက်စစ်ကစားသမားကုညာကအခုလိုဖွင့်ဟသွားပါတယ်။နောက်ဆုံးတော့ကိုဆာရခဲ့ပါပြီ။ဒီအတွက်ကျွန်တော်အများကြီးစူးစမ်းနေခဲ့တာပါ။အဖွင့်ကိုလည်းဖြစ်သလိုနိုင်ပွဲရတဲ့အတွက်လည်းပြောနေပါတယ်။အတင်းအတွက်ကိုပေါဝင်ပတ်သက်မှုလှုပ်ချင်နေတာပါ။အနိုင်လေးရခဲ့တဲ့အတွက်အားလုံးကအခုတော့အဆင်ပြေသွားပါပြီ။ကိုကတိုက်စစ်မှာကစားနေတာဆိုတော့သွင်းကုတ်ပေါဝင်ပတ်သက်မှုတွေလှုပ်ဖို့ကလိုပါတယ်။ သို့တော့အသင်းအတွက်တခြားအပိုင်းတွေမှာလည်းကူညီနိုင်နေပြီးတော့နိုင်ပွဲတွေရရင်လည်းခိတ်ခြားတော့မရှိပါဘူး။ဟောင်ပွဲခံတော့အကုန်လုံးကကျွန်တော်ကိုးသိမ်းနိုင်တာကိုစနောက်နေကြတာပါ။အသင်းမှာရှိနေရတာကိုတကယ်ပြောပါရစေ။နီးပြအမိုရင်ပေါ်လည်းအသင်းသားတွေကယုံကြည်မှုရှိနေကြပါ။အထူးသဖြင့်အသင်းအနိုင်မရမချင်းနီးပြကမပြုံမရွှင်ဖြစ်နေတတ်တဲ့သူပါ။အသင်းကလည်းတိုးတက်လာနေပြီးနီးပြရောကစားသမားတွေရောပရိသတ်တွေရောဒီနိုင်ပွဲနဲ့ထိုက်တန်ပါရစေ။နိုင်ပွဲတွေက United အတွက်တာမန်လိုဖြစ်နေတင်တာပါလို့ကစားသမားကသူ့အမြင်ကိုဖွင့်ဟသွားပါရစေ။ဒါကတော့လက်ရှိမှာ Premier League သုံးပွဲဆက်နိုင်ပွဲရလာပြီးတော့ဇေယားရဲ့အဆင့်လေးနေရာအထိကို United တို့တက်လှမ်းလာနိုင်ခဲ့ပါတယ်ဒီပွဲမှာကုညာတို့လိုကစားသမားတစ်တွေလည်းကိုးစတင်သွင်းနိုင်ခဲ့တယ်လို့ကိုးပြက်ချေပြက်ဆိုတဲ့ပုံစံမျိုးကို Brighton ရဲ့ပွဲမှာမြင်လိုက်ရတာပါလာမယ့်ရှေ့ဘက်မှာတော့ Nottingham Forest away ကွင်းပွဲနဲ့နောက်တစ်ပတ်မှာတော့ Tottenham Hotspur ကို away ကွင်းမှာထပ်မံရင်ဆိုင်ကစားသွားဖို့ရှိပါတယ် ၃ပွဲဆက်အနိုင်ရထားပြီဖြစ်တယ်လို့နောက်ထပ်၂ပွဲသာနိုင်လိုက်ရင်တော့၅ပွဲဆက်ပထမဆုံးအနိုင်ရတာဖြစ်ပြီးတော့ United ပရိသတ်ဆိုပြီးညှက်ချင်နေတဲ့တယောက်အတွက်လည်းတော်တော်လေးအဆင်ပြေသွားမယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ် United Brighton ပွဲပြီးပြောစကားတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ